准备好了。Halo memang kalau rakyatnya di lirus kemira maju tuh bare cenah menaima di sini tengah lima cenah tengah habis cenah lika Microsoft Ezeko cukup masa demi oli lani re turi dua jika tengah lima cukup tengah habis cenah separi di tengah lima cenah cukup mira bisnis online video kelas ini cukup mira bisnis one one so kelas di rumah tengah lima tengah lima dekat kelas separi ပထမဆုံးအနေနဲ့ကျွန်တော်အိတ်ဆဲကိုအသုံးပြုဖို့အတွက်စတင်ပြီးတော့မှဖွင့်လိုက်ပါမယ်။အဲ့တွဲကျွန်တော်ကွန်ပျူတာရဲ့ desktop မြင်နေတဲ့နေမှာခုလိုမျိုးအိတ်ဆဲဆိုတဲ့ကျွန်တော် icon လေးကို click နဲ့ချက်နေပြီးတော့မှဖွင့်လိုက်ပါပြီ။ဖွင့်တဲ့အခါမှာကျွန်တော်ဒီလိုမျိုးစပြီးတော့မှမြင်ရပါလိမ့်မယ်။အဲ့ခါလေးမှာ table လေးမှာကျွန်တော် home ဆိုတာလေးရှိတယ်။ပြီးတော့ new ရှိမယ်။ open ဆိုပြီးတော့ရှိပါမယ်။ home ကိုကျွန်တော်တောင်းလိုက်မယ်ဆိုရင်တော့ဒီဘက်က new user account လေးအောက်ဒီမှာ plan ဝတ်ဖို့တခုကိုကျွန်တော်စပြီးတော့ယူလို့ရတယ် plan wallpaper ရဲ့ template မှာကတော့ကျွန်တော်အရင်တုန်းကကိုယူခဲ့ပူတာရှိမယ်ဆိုရင်တော့ဒီမှာ template တွေလာပြီးတော့ပေါ်ပါလိမ့်မယ်။ခေါက်တစ်ခါမှသုံးခဲ့ပူတာမရှိဘူးဆိုတော့ဒီမှာလာပြီးတော့မပေါ်မှာမဟုတ်ပါဘူး။မပေါ်ရင်လည်းပဲပါမှာဖြစ်ပါဘူးပေါ့နော်။တရားလေးမှာကတော့ကျွန်တော် reason ဆိုတာရှိပါတယ် reason ကလည်းပဲကျွန်တော်တို့ကမကြသေးခင်ကကိုယ့်ရဲ့ excel ထဲမှာကို data ဖန်တီးခဲ့ပူတယ် file နေလောက်ခဲ့ပူတယ်ဆိုတော့အဲ့လောက်ခဲ့ပူတဲ့ excel file နေလာပြီးတော့မှပေါ်နေမှာဖြစ်ပါတယ်ကိုလောက်ခဲ့ပူတဲ့ file မရှိဘူးဆိုတော့ပေါ်မှာမဟုတ်ပါဘူး ပြီးတော့ဒီဘက်ကနေယူကိုသွားလိုက်တဲ့အခါမှာနေယူထဲမှာကျတော့အကနေယူဆက်ကောင်းတဲ့အောင်လေးမှာပလန်ဝတ်ဖို့တခုကိုစားပြီးတော့မှယူလို့ရတယ်ပြီးတော့ဒီဘက်လေးမှာလည်း template လေးတွေကိုယူခဲ့ပူတာရှိမယ်ဆိုရင်လာပြီးတော့မှပေါ်ပါလိမ့်မယ်ကိုယူခဲ့ပူတာမရှိဘူးဆိုတော့ပေါ်မှာမဟုတ်ပါဘူးပြတိအောင်လေးမှာတော့သူ online template လေးတွေကိုအခမဲ့ယူပြီးတော့မှသုံးလို့ရပါတယ်။ဒါကတော့ Microsoft Excel ကနေအစတက်ကပေးထားပြီးသား template လေးတွေဖြစ်ပါတယ်။သူ online template ဆိုတဲ့အတိုင်းပဲကိုယ့်ရဲ့ computer မှာကတော့ internet ရှိဖို့လိုအပ်ပါတယ်။ အဲ့ကမှသူအောက်မှာလဲဆက်ချက်နေနေသူဒီမှာ group လေးတွေခွဲပြီးတော့မှပေးထားပါတယ်။ calendar တို့ budget တို့ list တို့စာရိုက်သက်ပြင်ခေါင်းစဉ်လေးတွေရှိပါတယ်။ကိုနှစ်တရားကိုနှိပ်လိုက်ပြီးတော့လဲသွားပြီးတော့မှယူပြီးတော့မှသုံးလို့ရတယ်။ဒါမှမဟုတ်ဆိုရင်ဒီ search box လေးမှာလည်းပဲကိုလိုချင်တဲ့ category ကိုရိုက်ထည့်ပြီးတော့မှဒီဘက်က member လေးကိုနှိပ်ပြီးတော့လဲရှာလို့ရတယ်ပေါ့နော်။ဒီအောက်မှာရှိတဲ့တခုချင်းတွေကိုလဲကွာသုံးနေနေဆိုရင်အခါမဲ့ယူပြီးတော့မှသုံးလိုက်လို့ရပါတယ်။ဟုတ်ပြီဒါတော့အတင်ယူပြီးတော့တုံးတာပေါ့နော်ဘယ်လိုမလုပ်ချင်ပါဘူးကျွန်တော်ကိုကိုကိုတိုင်းပဲ data တွေရေးချင်တာမလို့ plan web ကိုပဲယူပြီးတော့မှတုံးပါပါ ဒါလည်းကိုမရှိခင်ဒီအောက်လေးမှာ open လေးရှိပါတယ် open ကိုတစ်ချက်သွားလိုက်ပါမယ် open ကကျတော့ကိုယ့်ရဲ့ computer ထဲမှာရှိနေတဲ့ excel file တွေကိုဖွင့်ခြင်းတဲ့အခါမှာသုံးရတာပါ open ကိုသွားလိုက်ပြီးတော့မှကိုယ်ဖွင့်ခြင်းတဲ့ file လေးကိုသွားပြီးတော့မှဖွင့်ဖို့အတွက်တစ်ပတ်လေးမှာ browser လေးရှိပါတယ်တစ်ချက်ကလေးနေလိုက်ပါမယ်အခါမှာသူ open ဆိုပြီးတော့မှ download box တွေပေါ်လာပါလိမ့်မယ်အခါမှာကိုယ်ဖွင့်ခြင်းတဲ့ကိုယ့်ရဲ့ excel file လေးရှိတဲ့ location ကိုရွှေ့ပေးရမှာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ file လေးက desktop ပေါ်မှာရှိမယ်ဆိုရင်ဒီမှာ desktop လေးကိုတစ်ချက်သွားလိုက်မယ် ပြီးတော့ဖွင့်ချင်တဲ့ file လေးကိုတွားရှာမယ်ပေါ့နော်။ဥပမာကျွန်တော်ဒီမှာ match chosen ဆိုတဲ့ဒီ file လေးကိုဖွင့်မယ်ဆိုရင်ဒီ file လေးပေါ်မှာ click နေပြီးတော့မှ open ကိုနှိမ့်လိုက်ရုံပဲ။အဲဆိုရင်တော့ဒီ match chosen ဆိုတဲ့ဒီ file လေးကပေါ်လာမှာဖြစ်ပါတယ်။ဒါကျွန်တော်ပြန်ပြီးတော့ cancel လုပ်လိုက်ပါမယ်။အဲ့တော့ဒီတော့ကအဲ့လိုမျိုးရှိတယ်။ကွာခမစားပြီးတော့မှကိုကိုတိုင်း data တွေရေးပြီးတော့မှ plan web တစ်ခုကိုစားပြီးတော့လိုချင်တာဖြစ်တဲ့အတွက် home tab ကိုသွားပြီးတော့လည်း plan web ကိုယူလို့ရသလိုပဲ new ကိုသွားပြီးတော့လည်း plan web ကိုစားပြီးတော့မှယူလို့ရပါတယ်။ကိုနဲ့တက်တဲ့နေရာမှာနှိမ့်လိုက်ပြီးဆိုရင်ပေါ်လာမှာဖြစ်ပါတယ်။ ပေါ်လာတဲ့ခါလေးမှာခွာခွမစားပြီးတော့ယူလိုက်တာမလို့ဖွဲ့ဖို့1ဆိုပြီးတော့မှဖွဲ့1ဆိုပြီးတော့မှမြင်ရပါမယ်။နောက်က1 2 3ဆိုတာကဒါနံပါတ်စဉ်ကိုပြောတာပါ။ခွာဒုတိယအကြိမ်မြောက်စာအုပ်တစ်ခုကိုထပ်ပြီးတော့ Excel file တစ်ခုကိုထပ်ယူလိုက်တဲ့ဆိုရင်တော့ဖွဲ့2လို့ပြပါလိမ့်မယ်ပေါ့နော်။ခွာပထမအုပ်သုံးတစ်ခုစာယူတာမလို့ဖွဲ့1လို့ပြနေတာပါ။အဲ့ခါမှာ Excel ရဲ့ရောက်သွားပြီဆိုရင်ကျွန်တော်ကဒီလိုမျိုးမျက်နှာပြင်ကိုစာပြီးတော့မြင်ရပါတယ်။ဒါကိုတော့ Excel ရဲ့ interface လို့ခေါ်ပါတယ်။ အဲ့ဒီ interface လေးမှာဗာလေးတွေပါလဲဆိုတော့ဒီအပေါ်ကဒီနေရာလေးပေါ့နော်ခွတ်တစ်ခုခုမသိဘူးဆိုရင် mouse လေးတင်ကြည့်လိုက်လို့ရပါတယ်မနှိပ်ကြည့်ပါနဲ့အောင် mouse လေးပဲအပေါ်မှာရွှေ့ပြီးတော့မှတင်ကြည့်လိုက်ပါဒီ clip လေးနာမည်ကတော့ save လို့ခေါ်ပါတယ်ပေါ့နော် save လေးရှိမယ်သူ့ရဲ့ဒီဘက်မှာမျှအကွေလေးရှိပါတယ်ဒါလေးကိုကျတော့ undo လို့ခေါ်ပါတယ်ဒီဘက်ကမျှလေးကိုကျတော့ redo လို့ခေါ်ပါတယ်ဒီနေရာလေးကိုကြတော့ကဘယ်လိုခေါ်လဲဆိုတော့ quick asset 2ပါလို့ခေါ်ပါတယ်။စလုံးပေါင်းကတော့ဒီလိုလေးပါ quick asset 2ပါဆိုပြီးတော့မှခေါ်ပါတယ်ပေါ့နော်။ သူရဲ့အောက်လေးတက်တက်မှာကျတော့ home လို့ insert တို့ draw တို့ page layout တို့ formula တို့အစားအသောက်ပြင်ဒါလေးတွေရှိပါတယ်။ဒါလေးကိုတော့ tab လို့ခေါ်ပါတယ်။ tab tab လို့ခေါ်ပါတယ်။ဒီကိုနှိပ်လိုက်မယ်ဆိုရင်အောက်မှာဒီလိုအများကြီးကျလာပါတယ်။ insert ကိုနှိပ်လိုက်မယ်ဆိုရင်အောက်မှာဒီလိုအများကြီးကျလာပါတယ်။ draw ကိုနိုင်မယ်ဆိုရင်ဒီလိုမျိုးကြာလာတယ်။အဲဒီကြာလာတဲ့ဒီဘာရန်ကြီးကိုကြာတော့ကျွန်တော်တို့က ribbon လို့ခေါ်ပါတယ်။ i b b o n ribbon လို့ခေါ်တာဖြစ်ပါတယ်။ အဲ့တော့တခုအနေနဲ့ပဲသင်ကြားလာတဲ့ပုံစံအားတော့မတူပါဘူးเนาะဖော်မြူလာကိုနေမယ်ဆိုရင်ဖော်မြူလာနဲ့သက်ဆိုင်ရာအများကြီးကြာလာတယ်။ဒေတာကိုနေမယ်ဆိုရင်ဒေတာနဲ့သက်ဆိုင်ရာအများကြီးကြာလာတာဖြစ်ပါတယ်။အဲ့လိုကြာလာတဲ့ဒီဘာတိုင်းကြီးတစ်ခုလုံးကိုကျတော့ ribbon လို့ခေါ်တယ်။အဲ့ ribbon လေးထဲမှာကျတော့ဒါ group လေးတွေပါပါတယ်။ဥပမာ home tag ကိုကျွန်တော်နေလိုက်ပြီဆိုရင်အမှ ribbon ကြာလာပြီ။အဲ့ ribbon လေးမှာဆိုရင်တော့ဒီမှာ clip box ဆိုတဲ့ group လေးရှိပါတယ်။ font ဆိုတဲ့ group လေးရှိတယ်။ပြီးတော့ alignment number စတိုင်အစာရေးဆိုင်ပင်တခြား crew တွေလည်းအများကြီးရှိပါသေးတယ်။လုပ်ငန်းခွင်အတွက်ကွန်ပျူတာကိုအခြေခံကနေစတင်ပြီးတော့စနေတကြနဲ့ကျွမ်းကျင်စွာအသုံးပြုနိုင်ဖို့အတွက် computer basics online class တွေကိုတက်ရောက်နိုင်ပါတယ်။ computer basics online class တွေမှာတော့ Windows 10အသုံးပြုပုံ၊လုပ်ငန်းနဘယ်တိုင်းမှာအရင်ကိုအရေးပါတဲ့ Microsoft Word, Microsoft Excel, Microsoft PowerPoint, Microsoft OneNote, Microsoft Publisher စတဲ့သင်ခန်းစာတွေနဲ့အခြေခံ internet email အသုံးပြုပုံတွေ၊ software download and install အသုံးပြုပုံတွေများစွာအပါအဝင်သင်ခန်းစာ video ပေါင်း120ကျော်ကို Telegram channel နဲ့ ဲ့ Facebook Private Group တို့မှာအဆင်ပြေစွာနဲ့စနေတကျလေ့လာသင်ကြားရမှာဖြစ်ပါတယ်။မူလတင်တဲ့ကြီး9800ကျပ်အစားယခုလအတွင်းမှာအထူးတင်တဲ့ကြီး4000ကျပ်တဲ့ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးတင်တဲ့ကြီးတွေကရဲကန်တက်လေးတဲ့ရှိတာမို့တင်တဲ့ကိုအမြဲတမ်းတရဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။အဲ့လိုပါပဲကျွန်တော် insert tab ကိုသွားလိုက်မယ်ဆိုရင်လည်း insert tab လေးထဲမှာ table ဆိုတဲ့ group လေးတွေ illustration ဆိုတဲ့ group လေးတွေ editing ဆိုပြီးတော့ပြီးတော့ chat ဆိုပြီးအစာရေးတဲ့ဖြင့် group လေးတွေမျိုးစုံရှိပါတယ်။ဒီကနေ့တကူမတူပါဘူးပေါ့နော်။ အဲ group တစ်ခုချင်းစီမှာလည်းပဲသွားနေကြည့်လိုက်တဲ့အခါမှာ clip box နဲ့ clip box ထဲမှာသွား feature လေးတွေ option လေးတွေဒီမှာစုစည်းပေးထားပါတယ် copy တို့ cut တို့ဒါတွေအားလုံးက clip box ထဲမှာပါတယ်ပေါ့နော် font ဆိုတဲ့ group ထဲမှာဆိုရင် font နဲ့သဆိုင်ရာ font အမျိုးအစားတွေပြောင်းတာမျိုးတွေ font အရွယ်စားတွေပြောင်းတာမျိုးတွေ font ရဲ့ color အကြောင်းတွေချိန်တာမျိုးတွေအများကြီးပါပါတယ်ပေါ့နော် format နဲ့သဆိုင်ရာတွေအကုန်ပါတယ် alignment ဆိုရင် alignment နဲ့သဆိုင်ရာတွေစုစည်းပေးထားပါတယ်အဲ့လိုပဲပေါ့နော် draw မှာသွားလိုက်မယ်ဆိုရင် draw နဲ့သဆိုင်ရာတွေရှိသလို insert ထဲမှာလည်း insert နဲ့သဆိုင်ရာတွေသွားစုစည်းပြီးတော့မှပေးထားတာကိုတွေ့ရပါလိမ့်မယ် ဟုတ်ပြီ။ကျွန်တော်ကဒါကို double ခေါ်တယ် account ribbon လို့ခေါ်တယ်။ဒါတွေမှာ group လေးတွေပါတယ်။ group တစ်ခုချင်းစီမှာတော့ feature လေးတွေ option လေးတွေစုစည်းပေးထားရပါဘော့။ပြသပေးစံတော့ဒီ Excel ရဲ့ဖက်ဖက် object တီထောင်လေးမှာကကြတော့ဒါလေးရှိပါနေ။ရှိဝမ်းဆိုပြီးတော့မှမြင်ရတယ်ပေါ့နော်။ Excel ကိုစပြီးတော့မှဖွင့်လိုက်ပြီဆိုတာနဲ့ Excel file လေးတစ်ခုမှာဆိုရင်သူက default အနေနဲ့က sheet အသစ်တစ်ခုကိုစပြီးတော့မှပေးပါတယ်။ sheet number 1ဆိုပြီးတော့မှ sheet အသစ်တစ်ခုကိုပေးထားပါတယ်။ တကယ်လို့များကွာရှိဝမ်းပြီးတော့နောက်တစ်ရှိအစ်စ်တွေထပ်ပြီးတော့လိုချင်သေးတယ်ဆိုရင်ရှိနံပါတ်2ဆိုပြီးနောက်တစ်ဖိုင်နောက်တစ်ခုထပ်ပြီးတော့လိုချင်သေးတယ်ဆိုရင်လည်းထပ်ပြီးတော့မှတောင်းလို့ရပါတယ်လိုတောင်းနေတယ်ဆိုတော့ဒီဘက်လေးမှာပလက်ဆိုင်လေးရှိပါတယ်။ဒါလေးကိုမောက်ဆေးတင်ကြည့်တဲ့အခါမှာနေဦးရှိလို့သူပြနေတာကိုလည်းတွေ့ရပါလိမ့်မယ်။ဒါလေးကိုနှိပ်လိုက်မယ်ဆိုရင်တော့ရှိနံပါတ်2ဆိုပြီးတော့မှနောက်ထပ်ဒုတိယရှိတဲ့တခုရောက်လာတာကိုတွေ့ရပါလိမ့်မယ်။အမှထပ်ပြီးတော့လိုချင်သေးတယ်ဆိုရင်လည်းပဲပလက်ဆိုင်လေးကိုထပ်ပြီးတော့မှနှိပ်ပြလိုက်မယ်ဆိုရင်ရှိနံပါတ်3ဆိုပြီးတော့မှထပ်ပြီးတော့မှရောက်လာမှာဖြစ်ပါတယ်။ အခါမှကျွန်တော်ကရှိတယ်လို့အများကြီးကိုလိုသလောက်တောင်းတလိုက်လို့ရပါတယ်။ကွမ်းရှိဝမ်းထဲမှာအလုပ်လုပ်ချင်တယ်ဆိုရင်တော့ရှိဝမ်းကိုသွားပြီးတော့မှနှိပ်ပေးရပါတယ်။ပြီးပြီးဆိုမှသာလဲရှိဝမ်းထဲကကိုလိုလိုချင်တဲ့နေရာကိုသွားပြီးတော့မှစာတွေရိုက်လို့ရမယ်၊ data တွေရိုက်လို့ရမယ်၊ဇာတ်နေသွင်းလို့ရမှာဖြစ်ပါတယ်။အဲ့လိုပါပဲကျွန်တော်တို့ကရှီတူထဲမှာလုံလုံမယ်ဆိုရင်ရှီတူကိုသွားပြီးတော့မှရှီတူကိုနှိပ်ပါ။ဒီမှာရှီတူထဲမှာသွားပြီးတော့မှအလုပ်လုပ်ရမှာဖြစ်ပါတယ်။ လောပဲရှိသူတွေဆိုရင်ရှိသူတွေကိုသွားရမယ်ပေါ့နော်။ question 1ထဲမှာလောက်ချင်တယ်ဆိုပြီးတော့မှရှိသူတွေမှာသွားပြီးတော့ရောက်နေလို့မရပါဘူး။ကိုသွားချင်တဲ့ရှိကိုကိုလောက်ချင်တဲ့ရှိမှာသွားရမှာဖြစ်ပါတယ်။ဒါမှသာလည်းကိုရရလက်တဲ့စီရင်တွေက question 1ထဲမှာဝင်သွားမှာဖြစ်တယ်ပေါ့နော်။ဒါတော့ရှိလေးတွေအတိတ်တောင်းလို့ရတယ်။ပြီးသွားရင်တော့ဒီ AC ရိုက်တဲ့ဘက်ကညာဘက်ကအောက်ခြေတီထောင်းလေးမှာတော့ဒီရလေးရှိပါတယ်။ဒီမှာဒီမှာပေးရလို့အချောင်းလေးရှိတယ်ဒီဘက်မှာအနုလက္ခဏာလေးရှိတယ်ဒီဘက်လေးမှာတော့အပေါင်းလက္ခဏာလေးရှိပါတယ် အဒီအပေါင်းလက္ခဏာလေးကိုတော့ zoom in လို့ခေါ်ပါတယ်။သူနှစ်ရင်းနဲ့လိုက်တလောက်ကိုယ့်ရဲ့အခုမြင်နေရတဲ့အေးသေးရဲ့ဒီမျက်နှာပြင်လေးကပို့ပို့ပြီးတော့မှ zoom ပို့ပြီးတော့ကျယ်လာမှဖြစ်ပါတယ်။ plus sign ကိုဒီမှာတစ်ချက်နှိပ်လိုက်ပါတယ်။နည်းနည်းပို့ကျယ်လာတယ်။နောက်တဲ့တစ်ချက်၊နှစ်ချက်၊သုံးချက်၊၄ချက်၊၅ချက်အလိမ့်မနှိပ်ကြည့်လိုက်ပါ။နှိပ်ကြည့်တဲ့အခါမှာကိုယ်နှစ်ရင်းနဲ့လိုက်တလောက်ကိုယ့်အခုမြင်နေရတဲ့ဒီအကွက်လေးတွေကပြီးတော့ ABC D လေးတွေရောဒီဘက်က1 2 3 4လေးတွေရောပို့ပို့ပြီးတော့မှကျယ်လာတာကိုတွေ့ရပါလိမ့်မယ်။ဒါမြင်ကွင်းကိုချက်ပေးတာပေါ့နော်။ ညဝင်ကိုပြန်ပြီးတော့ကြုံနေနေဆိုရင်တော့အနုလက္ခဏာလေးရှိပါတယ်။သူကတော့ zoom out ပါ။သူ့လည်းပဲအလိုပါပဲ။တစ်ချက်နဲ့နည်းနည်းသေးသွားမယ်။တစ်ချက်နဲ့နည်းနည်းသေးသွားမယ်။ကိုယ်နဲ့နည်းနည်းသလောက်အကွယ်မြင်မှုလေးအဖြစ်ဖြစ်နေတည်တည်သွားတာကိုတွေ့ရပါလိမ့်မယ်။အဲ့တော့ကဒီထဲမှာလာပြီးတော့ data တွေရိုက်ထည့်ပြီးတော့စာရင်းတွေလုံမှာဖြစ်တဲ့အတွက်ကိုယ့်မျက်လုံးနဲ့တင်တော်ရာပမာဏကိုထားပေးတင်တယ်ပေါ့နော်။အရင်သေးမယ်ဆိုရင်လည်းမြင်ရမှာမဟုတ်ပါဘူး။အရင်ကြည့်မယ်ဆိုရင်လည်းပဲဘလိုပဲနဲ့အရင်ကြည့်နေမှာပေါ့နော်။အဲ့တော့ကမျက်လုံးထဲမှာလိုအပ်သလောက်လေးစိုက်လေးကိုထားပေးတင်ပါတယ်။ဒါလောက်ဆိုရင်တော့တင်တော်ရယ်ပေါ့နော်။ဒီအောက်ကတော့ data လေးကို zoom button လို့ခေါ်ပါတယ်။ ဒီသားမိဆန်တော့ဒီဘောကဒီနေရာလေးမှာလည်းအချောင်းလေးတစ်ချောင်းရှိတယ်ဒီဘက်မှာလည်းအချောင်းလေးတစ်ချောင်းရှိရယ်ပေါ့နော်ဒါတော့ horizontal နဲ့ vertical မှာရှိတဲ့ဒီအချောင်းလေးတွေကိုတော့ scuba လို့ခေါ်ပါတယ်အဲ့ခါမှဆိုရင်ကွာလက်ရှိမှာဆိုရင်သွားကြည့်တဲ့အခါမှာဒီမှာ number 1ကနေပြီးတော့မှာတဲ့ number 15အထိမြင်နေရပါတယ်ဟုတ်ပြီကွာအောက်မှာ15ပြီးတော့အောက်မှာ16 18နေပေါ့အောက်မှာအများကြီးရှိပါသေးတယ်အဲ့ဒီအောက်ကຢာတွေကိုသွားပြီးတော့ကြည့်ကျင်တဲ့အခါမှာဆိုရင်တော့ဒီဘက်မှာရှိတဲ့ထောင်နေတဲ့မြင်ချောင်းလေးပေါ့နော်ဒီချောင်းလေးအောက်မှာများလေးပါပါတယ်အပေါ်မှာလည်းများလေးပါပါတယ် ကွာအောက်ကိုသွားကြည့်ချင်တာမလို့ဒီအောက်ကများလေးကိုနှင်းနေလဲတလောက်ကွာအောက်ကိုတဖြည်းဖြည်းနဲ့ရောက်သွားတာကိုတွေ့ရပါလိမ့်မယ်။ဒါတဲ့ကိုခုဆိုရင်16 19 20ဒီမှာမြင်နေရပြီပေါ့နော်။အပေါ်ပြန်သွားပြီးကြည့်ကျင်နေဆိုရင်တော့ဒီပေါ်လေးမှာအပေါ်သွားတဲ့များလေးရှိပါတယ်။သူ့ဟိုနေနေလဲတလားအပေါ်ပြန်ပြန်ပြီးတော့ရောက်သွားတာတွေ့ရပါမယ်။ဒါဆိုင်ကိုကိုရောက်သွားပြီးတပီနေမယ်အပေါ်တပီပြင်းနဲ့ရောက်သွားတာကိုတွေ့ရပါလိမ့်မယ်။အဲ့လိုသွားလို့ရသလိုပဲဒီမှာရှိတဲ့ဒီအချောင်းလေးကိုလည်းကွာမတ်ကနေကလစ်ပြထားပြီးတော့အပေါ်ရွှေလို့ရတယ်အောက်ကိုရွှေလို့ရတယ်ခုကြတဲ့လိုမျိုးရွှေလို့ရတာကိုလည်းတွေ့ရပါလိမ့်မယ်။ ဒါလေးတွေကိုတော့ scope လို့ခေါ်တယ်ပေါ့နော်အပေါ်မှာရှိသလိုပဲသူဘယ်နဲ့ညာနဲ့သွားတဲ့ဒီမှာလည်းအချောင်းလေးရှိပါသေးတယ်အဲ့မှာလက်ရှိမှာဆိုရင်ကွာဒီမှာ A ကနေပြီးတော့မှတဲ့ LT မြင်နေရပါတယ် LP တော့ဟိုမှာ ODP တွေဂျူတွေတက်ပြီးတော့ရှိပါသေးတယ်သူတို့သွားပြီးတော့ကြည့်ချင်နေဆိုရင်တော့ဒီဘက်မှာညာဘက်သွားရအများလေးရှိပါတယ်ဒါလေးကိုတစ်ချက်နေလိုက်မယ်။နေနေလဲတော့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ကွာညာဘက်မှာရှိတဲ့ဒါလေးတွေကိုအကုန်လုံးကိုမြင်လာရမှာဖြစ်ပါတယ်။ကိုကျက်သူလိုမျိုးသွားလို့ရရတယ်ပေါ့နော်။ဘက်ဘက်ချမ်းကိုပြန်ရောက်ချင်နေဆိုရင်တော့ဘက်ဘက်ကိုသွားရတဲ့ဒီမှာညာလေးရှိတယ်။ဒီကောင်လေးကိုနေပြီးတော့မှဘက်ဘက်ကိုသွားလို့ရတယ်။ အဲ့လိုတောင်းလို့ရတယ်ဒါမှမဟုတ်ဆိုရင်လည်းကွာဒီအချောင်းလေးပေါ်မှာပဲ box ကနေကလစ်ဖိထားပြီးတော့လည်းဘယ်နဲ့ညာနဲ့ကိုလည်းရွှေ့နေလို့ရတာဖြစ်ပါတယ်ပေါ့နော်အဲ့လိုလေးတောင်းလို့ရတယ်အဲ့ဒါလေးနှစ်ခုလိုကိုတော့ scrubber လေးလို့ခေါ်ပါတယ်ပြီးသားပြီဆိုရင်တော့ခုနကပြောသားလိုက်တဲ့ tablet ဒီအောက်မှာ ribbon ရှိတယ်အဲ့ ribbon ရဲ့အောက်လည်းမှာဒီလို box တွေရှိပါတယ် box တွေတင်ကြည့်လိုက်မယ်ဆိုရင်သူအဲ့ box ရဲ့နာမည်လေးကိုပြပြပါတယ်ဒီမှာ formula ဘာလို့သူပြနေတာကိုတွေ့ရပါလိမ့်မယ်ဒါလေးကို formula ဘာလို့ခေါ်ပါတယ်အဲ့ဒီမှာကျတော့ကွာဒီမှာရှိတဲ့အရာလေးတွေကိုဆဲကွက်လေးလို့ခေါ်တယ်ဒီထဲမှာကွာတစ်ခုခုပေါ့ ဥပမာတင်းနဲ့နှစ်နဲ့ပေါင်းလဲဆိုပြီးကွာပေါင်းလိုက်တယ်ဆိုရင်တင်းနဲ့နှစ်နဲ့ပေါင်းလိုက်လို့ရလာတဲ့အဖြစ်3ဆိုတဲ့အဖြစ်ကိုပဲသူကပြပေးမှာပါကိုဒီမှာဘယ်လိုပေါင်းထားလဲဆိုတာမျိုးကိုအေးသေးသေးခွန်မှမြင်ရမှာမဟုတ်ဘူးသူရသွားတဲ့အဖြစ်ကိုပဲပြပေးမှာပါလူကဘလူတွက်ထားနေဆိုတဲ့အရာကိုသိကြနေဆိုရင်တော့ကိုသိကြတဲ့အကွက်လေးမှာကလစ်နေထားတဲ့အခါလေးမှာဒီဘွားကခုနကပြောထားတဲ့ formula ဘာလေးမှာလာကြည့်ရတာဖြစ်ပါတယ် ။အဲမှာကွာတင်းတဲ့နေနဲ့ပေါင်းထားချောင်းကိုဒီမှာလာပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီအရာလေးကိုတော့ကွာ formula bar လို့ခေါ်ပါတယ်ပေါ့နော်။လုပ်ငန်းခွင်အတွက် Microsoft Excel ကိုအခြေခံမှစတင်ပြီးအစင်းမြင့်ထိကျွမ်းကျင်စွာတက်မြောက်လိုသူများအတွက် Excel Special Online Class တွေကိုတက်ရောက်နိုင်ပါတယ်။ Excel Special Online Class တွေမှာလုပ်ငန်းနဲ့ပေတိုင်းမှာမတိမဖြစ်တည်ထားရမယ့် Microsoft Excel ရဲ့အခြေခံ feature အသုံးပြုပုံတွေ၊အရန်ကိုအသုံးဝင်တဲ့ Microsoft Excel ရဲ့ formula function အသုံးပြုပုံတွေနဲ့ advanced feature advanced formula function တွေ pivot table တွေကိုတနေရာထဲမှာစုံလင်စွာနဲ့စနစ်တကျတင်ကြားရမှာဖြစ်ပါတ ယ်။တင်ကန်းစာဗီဒီယိုပေါင်း100ကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအစီအပြေစွာဖြင့်ဆက်နွှဲကြလေ့လာသင်ကြားရမှာဖြစ်ပါတယ်။မူလတင်တဲ့ချေ6900ကျပ်အစားယခုလအတွင်းမှာအထူးတင်တဲ့ချေ3000ကျပ်ထက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးတင်တဲ့ချေတွေကရဲကန်းတက်လေးတဲ့ရှိတာမို့တင်တဲ့ကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ဒီ formula ပါလေးရဲ့ table လေးမှာကျတော့ဒီလို box တွေတည်တည်လေးရှိပါသေးတယ်။ဒါလေးကို mouse တင်ကြည့်တဲ့အခါမှာ name box လို့ပြောပါလိမ့်မယ်။ဒါလေးကိုတော့ name box လို့ခေါ်ရပါတော့။ ကဥပမာဆဲကွက်တူကမှာသွားပြီးတော့ထောက်လိုက်တယ်ဒီအကွက်လေးပေါ့ဒီအကွက်လေးနာမည်ကိုသိချင်တယ်ဆိုရင်အဲ့ဒီ name box မှာသွားပြီးတော့မှကြည့်လို့ရပါတယ်အခုထောက်လိုက်တဲ့အကွက်လေးရဲ့နာမည်ကကြတော့ဒီ A1 လို့ပြောပါတယ်ပေါ့နော်ဒီကောင်လေးကိုထောက်ကြည့်လိုက်ပါဒီအကွက်လေးနာမည်ကိုသိချင်တယ်ဆိုရင်ဒီမှာသွားကြည့်လိုက်တော့ C3 လို့ပြောနေတာကိုတွေ့ရပါလိမ့်မယ်အားကြောင့်ဆဲကွက်လေးရဲ့နာမည်ကိုပြန်ပေးတဲ့ဒီအကွက်လေးကိုတော့ name box လို့ခေါ်ပါတယ်ဒီမှာရှိတဲ့ formula ဘာလေးကိုဒီထက်ပို့ပြီးတော့ကမြင်ကွင်းလေးပြန်ပြီးတော့ချိန်လို့ရတယ်။ box ကိုနည်းနည်းချိန်ကျင်နေဆိုရင်ဒီဘက်လေးမှာညလေးပါပါတယ်။ အရင်များလေးကိုတစ်ချက်လေးနေလိုက်မယ်ဆိုရင်ပို့ပြီးတော့မှဒီမှာ box တွေကျလာတာကိုတွေ့ရပါလိမ့်မယ်ဒီထက်ပို့ပြီးနေနဲ့ချက်ချင်သေးတာတို့ကျုံညင်သေးတာတို့ဆင်းလဲလို့လို့ရပါတယ်အဲ့ဒီ box လေးရဲ့ဒီအောက်က area လေးပေါ် mouse တင်ကြည့်တဲ့အခါမှာကွာခုလိုမျိုးလေးညာကောင်အပေါ်နဲ့အောက်နဲ့ပြတဲ့ပုံစံလေးပေါ်လာပြီဆိုရင် mouse ကနေ clip ပြထားပြီးတော့လဲဆွဲပြီးတော့မှနည်းနည်းလေးချက်လို့ရသေးတယ်ဆွဲပြီးတော့လဲကျုံလို့ရတယ်ပေါ့နော်ကိုချက်တလေးမျိုးလုပ်လို့ရတာဖြစ်ပါတယ်ခွာကြေးမြင်ရမယ်ဥပ္ပေါ်ကြရတဲ့ဆိုရင်အကြိတ်လေးထားထားလို့ရတယ်ပေါ့နော်ချင်းချင်းလေးပဲသဘောကျရင်လည်းချင်းချင်းလေးပဲထားထားလို့လည်းရပါတယ် ဒါမှမဟုတ်ဆိုရင်ကွာခုနကလိုပဲအရင်ကြေတာမျိုးမကြိုက်ဘူးတာမန်တိုင်းပဲမြင်သေးခြင်းနဲ့ဆိုရင်တော့ဒီများလေးကိုပြန်ပြီးတော့မှနှိပ်ပေးလိုက်လို့လည်းရပါတယ်ဒါလေးကိုတော့ formula bar လို့ခေါ်ပါတယ်ပြီးတော့အဲ formula bar လေးတွေ name box တွေရဲ့ဒီအောက်မှာကျတော့ a b c d ဆိုပြီးအစားရတဲ့ပြင် a b c d တွေရှိပါတယ်ဒါလေးတွေကိုတော့ကွာ column heading လေးတွေလို့ခေါ်ပါတယ် column လေးလို့ခေါ်တယ်ပေါ့နော် column heading လေးလို့ခေါ်ပါတယ်ပြီးတော့သူ့ရဲ့ table လေးမှာတော့1 2 3 4ဆိုပြီး number လေးတွေရှိပါတယ်သူတို့ကိုတော့ row heading လေးတွေလို့ခေါ်ပါတယ် ဲ့တွက်ခွားဒီအကွက်လေးမှာထောက်ထားတဲ့အခါမှာဒီဆဲခွက်ရဲ့နာမည်ကို A1 လို့ပြောပါတယ်။ A1 ဆိုတာကတော့ရှေ့မှာပါတဲ့ A ဆိုတာကကျတော့သူ့ရဲ့ကိုလင်းရဲ့နာမည်ကိုပြောတာပါ။နောက်ကပါတဲ့1ဆိုတာလေးကကျတော့ Ru ရဲ့နာမည်ကိုပြောတာပါ။အဲ့တွက်ကိုလင်း A Ru number 1နဲ့စုံတဲ့အကွက်လေးမလို့သူ့ကို A1 လို့ခေါ်တာဖြစ်ပါတယ်။ဒီကလို့ဒီအကွက်လေးကိုသွားပြီးထောက်လိုက်တဲ့ဆိုရင်ဒီအကွက်လေးရဲ့နာမည်က C3 လို့ပြောပါတယ်။ရှိမှာပါတဲ့ C ကတော့သူရဲ့ column ရဲ့နာမည် C ကိုပြောတာပါ။နောက်မှာပါတဲ့3ကတော့သူရဲ့ row number 3ကိုပြောတာဖြစ်ပါတယ်။အဲ့အတွက် ရိုးနံပါတ်က3ကောလံနံပါတ်က C နဲ့အဲ့နှစ်ခုစုံတဲ့ဒီအကွက်လေးကိုတော့ C3 လို့ခေါ်တာဖြစ်ပါတယ်ပေါ့နော်ဒါတော့ ASCII အကွက်လေးတဲ့နံပါတ်လေးတွေပါဟုတ်ပြီပြသပေးဆိုရင် ASCII ကိုစပြီးဖွင့်လိုက်တဲ့အခါမှာကွာအောက်လေးမှာဒီလိုမျိုးလေးအကွက်အကွက်လေးတွေနဲ့မြင်နေရပါလိမ့်မယ်ဒါလေးတွေကကွာဆရာဆွဲပေးထားတာမဟုတ်ပါဘူးတကယ်ကကျတော့ကိုယ့်ရဲ့စာပဲကြာပလင်းစာပဲကြည်ပါပြောင်းရီပေါ့နော် ကွာတကယ်လို့များဒီမှာကွာလုံးဝ file နဲ့ဖြစ်သွားလို့ print ထုတ်လိုက်ပြီးပဲထားပါတော့ print ထုတ်တဲ့အခါမှာဆိုရင်ဒီမှာကွာ data တွေမရေးရသေးလို့ပါဥပမာကွာ a b c d လို့အကောင်းဆုံးလေးတွေကိုရေးချင်တဲ့စာလေးတွေရေးလိုက်တဲ့ပဲထားပါတော့ပေါ့နော်ဒါကွာနောက်ဆုံးမှ print ထုတ်လိုက်ပြီဆိုရင်တော့အရေးထားတဲ့စာလေးတွေကပဲ print ထွက်လာမှာ server ထဲမှာပါလာမှာဖြစ်ပါတယ်ဒီမှာမြင်ရတဲ့အကွက်လေးတွေကတော့ပါလာမှာမဟုတ်ပါဘူး။ဒါလေးတွေကဒီသွားမြင်းချောင်းလေးတွေဆွဲပေးထားတာမဟုတ်ပါဘူး။ဒါလေးတွေက green line လို့ခေါ်ခေါ်ပါတယ်ပေါ့နော်။ဒီ green line လေးတွေကိုကွာမလို့ကျွန်တော်ဖြောက်ထားခြင်းနဲ့ဆိုရင်ဖြောက်ထားလို့ရပါတယ်။ပြန်ဖော်ခြင်းနဲ့ဆိုရင်ဖော်ထားလို့ရပါတယ်။ ွေဖြောက်ထားခြင်းလေဆိုရင်တော့ဒီပေါ်လေးကဖြူတက်လေးကိုသွားရပါတယ်အဲ့ဒီဖြူတက်လေးထဲမှာတယောက်လေးမှာ show ဆိုတဲ့ group လေးရှိပါတယ်အဲ့ဒါမှဒီမှာ grid line ဆိုတာလေးရှိရပါတော့မန်ဂျက်ကလေးပေးထားမယ်ဆိုရင် grid line လေးတွေမြင်နေရပါမယ်မမြင်ချင်ဘူးဆိုရင်တော့မန်ဂျက်ကလေးတွေကိုဖြောက်ထားလိုက်ပါဒါဆိုရင် grid line ကိုဖြောက်လိုက်ပြီးတဲ့ဆက်ဘက်က plain side ဘက်လုံအောင်ကိုဖြောင်းလေးနဲ့ပြတာကိုတွေ့ရပါလိမ့်မယ်ပေါ့နော်ကမြင်ရတာကြိုက်လားမမြင်ရတာမကြိုက်ဘူးဆိုရင်ဖြောက်ထားလို့ရတယ်။မြင်ရမှမူသဘောကျတယ်ဆိုရင်တော့ grid line မှာပြန်ပြီးအမှတ်ချက်ပေးထားမယ်ဆိုရင်တော့ပြန်ပေါ်လာမှာဖြစ်ပါတယ်။ အဲ့လိုပါပဲခုနကပြောသွားလိုက်တဲ့ column လေးတွေဖြစ်တဲ့ column ABCD လို့ခေါ်တဲ့ column heading လေးတွေပြီးတော့ row heading တွေဖြစ်တဲ့တင်းနဲ့တုံးလေးတွေဒါတွေကိုလည်း ቋ မြေလုံးထဲမှာရှုပ်လို့မမြင်သေးချင်ဘူးဆိုရင်လည်းဖယ်ထားလို့ရပါတယ်အဲ့ဒီ view tab ထဲမှာပဲ show group လေးထဲမှာပဲ heading စာလေးရှိပါတယ်ဒီမှာအမှန်ချက်ကလေးဖြုတ်လိုက်မယ်ဆိုရင်တော့အဲ့ဒီ ABCD လည်းမပြတော့ဘူး row တင်းနဲ့တုံးလေးလည်းပြမှာမဟုတ်တော့ပါဘူးဒါဆိုရင်ကိုပို့ပြီးတော့မှ area ကြဲကြဲနဲ့မြင်ရတယ်ပေါ့နော်ဒီလေးသဘောကျရဲဆိုရင်ဒီလေးထားထားလို့လည်းရပါတယ် ပြန်လို့ကျန်နေဆိုရင်တော့အဲ့ဒီဖြူတက်ထဲမှာပဲ heading လေးမှာနောက်ချက်ကလေးပြန်ပေးလိုက်မယ်ဆိုရင်တော့ ABCD တွေရော1 2 3 4တွေရော row တွေရော column တွေရောပြန်ပြီးတော့မှပေါ်လာမှာဖြစ်ပါတယ်။ဒါတော့ဒီမှာမြင်ရတဲ့မြင်ကွင်းပုံစံကိုကြောင်းလိုက်ပြီးတော့မှထားတာပေါ့နော်။ပြီးသားပြီးဆိုရင်တော့ table လေးမှာကျတော့အခုအနေနဲ့ဒီသုံးခုရှိပါတယ်။ဒါလေးကိုတော့တော်တော်များများနားလေးပြီးသားဖြစ်ပါလိမ့်မယ်။ဒီဘက်က close ဆိုလို့ခေါ်တဲ့ဒီတက်ရှိကလေးကကျတော့ကိုယ့်ရဲ့ဒီ excel file ကိုအပိပိတ်ချင်တဲ့အခါမှာတုံးရတာပါ။သူ့ကိုနှိမ့်လိုက်ရင်ကိုယ့်ရဲ့ file လေးကအပိပိတ်သွားပါလိမ့်မယ်။ ။ဒီဘက်ကကောင်လေးအလဲအားကောင်လေးကတော့ restore ထောင်းလို့ခေါ်ပါတယ်။ကိုကြီးအိတ်သေးဖန်လေးကိုမြင်ကွင်းကျုံညင်းတဲ့ခါမှာတုံးတာပါ။ကိုကဥပမာအိတ်သေးထဲမှာအလုံးလုံးနေရင်လည်းကွန်ပျူတာရဲ့တခြားနေရာမှာရှိတဲ့အရာတခုကိုသွားပြီးတော့စစ်ဆေးခြင်းနဲ့သွားပြီးကြည့်ခြင်းတဲ့ခါမျိုးမှာဆိုရင်ကွဲဖန်ကိုလည်းအပြီးမပိတ်ချင်ဘူး။မြင်ကွင်းကိုနည်းနည်းချုပ်ထားခြင်းနဲ့ဆိုရင်ဒီအလဲအား restore ထောင်းလေးကိုတုံးလို့ရပါတယ်။တုံးနေလိုက်တာနဲ့ကိုကြီးအိတ်သေးဖန်လေးကအခုလိုမျိုးလေးမြင်ကွင်းလေးကျုံသွားပါလိမ့်မယ်။ အဲ့မှာဒီလိုလွတ်နေတဲ့နေရာလေးကနေကလစ်ပြပြီးတော့ကိုယ့်ရဲ့ကွန်ပျူတာရဲ့ကြိုက်တဲ့နေရာလေးမှာသွားထားလို့ရတယ်ပေါ့နော်။ဖက်ဖက်ထားမလားညာဖက်ထားမလားကြိုက်တဲ့နေရာထားလို့ရပါတယ်။ပြောအခုမြင်ဝင်ကျုံသွားတဲ့ကိုရဲ့ကောင်လေးရဲ့အပေါ်အောက်ဘယ်ညာကြိုက်တဲ့ပုံမှာမောက်စီတင်ကြည့်တဲ့အခါမှာညာကောင်နှစ်ဖက်ပုံစံလေးပေါ်လာပြီဆိုရင်ကလစ်ဖြီးပြီးတော့မှ dress ဆွဲပြီးတော့မှပို့ပြီးတော့ကျုံလို့ရတယ်ပို့ပြီးတော့မှဆွဲချေလို့ရတယ်ပေါ့နော်ကိုကြက်တလောက် area အကျွဲစားကိုထားလို့ရပါတယ်ဒီလိုအောက်တွေပေါ်တွေကနေလည်းဒီမှာညာလေးနှစ်ဖက်ပေါ်လာရင်ကလစ်ဖြီးပြီးတော့မှဆွဲပြီးတော့မှကျုံလို့ရတယ်ဆွဲပြီးတော့မှချေလို့ရတယ်ပေါ့နော်ကိုနေတဲ့လိုမျိုးကစားလို့ရပါတယ် ြန်ပြီးတော့မှ J4 screen ပြန်ပြီးတော့ချက်ချင်နေဆိုရင်တော့အလဲကောင်ဒီကောင်လေးကိုပဲပြန်ပြီးနှိပ်ပေးလိုက်မယ်ဆိုရင်တော့ expand ပြန်ပြီးတော့မှဖြစ်သွားမှာပါပြောဒီဘက်ကရှိတဲ့ကောင်လေးကတော့ဒါလေးကတော့ minimize ပေါ့နော်။သူကလည်း fan ကိုပိတ်ထားတာပါ။ဒါပေမဲ့တော့အပြိပိတ်တာမဟုတ်ပါဘူး။ကိုပြန်လိုချင်တဲ့အခါမှာချိန်မြေပြန်ပြီးတော့ဖွင့်လို့ရပါတယ်။ကိုအိမ်ထဲမှာလှုပ်လှုပ်နေရင်လည်းတခြားနေရာမှာလှုပ်တခုသွားလှုပ်ချင်တယ်ဆိုရင်ကိုအိမ်ထဲ fan ကိုလည်းလုံးဝအပြိမပိတ်ချင်ဘူး။ကိုပြန်ပြီးတော့ဝင်ချင်တဲ့အခါမှာချိန်မြေပြန်ဝင်လိုက်တာနဲ့ဒီနောက်ကိုတက်ပြီးတော့ရောက်သွားစေချင်တယ်ဆိုရင်တော့ဒီမှာရှိတဲ့ minimize ကိုနှိပ်ပြီးတော့မှပိတ်ထားလိုက်မယ်ဆိုရင်ကို fan ကပိတ်သွားတယ်။ ဒါပေမဲ့အပြိပိတ်သွားတာမဟုတ်ပါဘူး။ကိုယ့်ရဲ့ကွန်ပျူတာလေးရဲ့ဒီအောက်ခြေလေးမှာပြန်သွားကြည့်မယ်ဆိုရင်တော့ကိုယ့်ရဲ့ Excel file လေးကဒီမှာ port 1ဆိုပြီးတော့ပွင့်နေမှာဖြစ်ပါတယ်။ဒါလေးကိုပြန်ပြီးတော့နေပေးလိုက်မယ်ဆိုရင်ကိုယ့် file တွေကိုပြန်ပြီးတော့မှရောက်သွားမှာဖြစ်ပါတယ်ပေါ့နော်။အလိုလေးရှိပါတယ်။ဒါဆိုရင်တော့ကျွန်တော်အခုမြင်နေရတဲ့ကျွန်တော်ရဲ့ Excel နဲ့ပတ်သက်ပြီးတော့ Excel ကိုစာပြီးတော့သုံးမယ်ဆိုရင်တော့ဒီ general လေးတွေကမှဖြစ်မနေသေးတာမှာဖြစ်ပါတယ်။ သင်ခန်းစာလေးကမဆိုးရတဲ့လုပ်ငန်းကိုတက်ကြွရှင်းမယ်လို့ယုံကြည်ပါတယ်။သင်ခန်းစာလေးကကျိုးရှိတယ်ဆိုရင်ဗီဒီယိုလေးကို like လေးနဲ့ကပ်ပေးပါ။ comment လေးမှာလည်း yes လို့ရေးကပ်ပေးပါ။ကျွန်တော် YouTube channel လေးကိုလည်း subscribe လေးလုပ်ကပ်ပေးပါခင်ဗျာ။ဒီသင်ခန်းစာလေးမှာနားမလည်တာမရှင်းတာရှိမယ်ဆိုရင် comment လေးမှာရေးခဲ့နိုင်ပါတယ်။နောက်ထပ်သင်ကြားပေးသေးတဲ့သင်ခန်းစာလေးတွေဒီ channel မေးခွန်းလေးတွေရှိမယ်ဆိုရင်လည်း comment လေးမှာရေးကပ်ပေးပါ။ကျွန်တော်ပြန်ပြီးတော့မှဖြည့်ထားပေးသွားပါမယ်။ဒါပြည့်စုံတဲ့နေ့ရက်လေးကိုမျှဝေထားပါဆန်နေကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။